ဒီနေ့တော့အမေရိကန်နဲ့ဗင်နီဇွဲလာကြားကလေကြောင်းပိုင်နဲ့တင်းမမှုကိုအချင်းထုတ်ကြည့်ကြရအောင်။အစကတော့သမရဒေါ်နယ်ထရန့်ကဗင်နီဇွဲလာလေပိုင်နဲ့ကိုပိတ်လိုက်ပြီးလို့သူ့ရဲ့ Truth Social ကနေရုတ်ထည့်ချင်းညှက်လိုက်တာပါပဲ။အဲ့ဒီချင်းညာချက်ကြောင့်နိုင်ငံတစ်ခုကြားတန်တမာရေးရာတင်းမမှုတွေချက်ချင်းမြင့်တက်လာခဲ့တယ်။ပထမဆုံးကတော့ထရန့်ရဲ့ချင်းညာချက်နဲ့ဗင်နီဇွဲလာရဲ့တုံ့ပြန်မှုပါ။ဗင်နီဇွဲလာကဒါကိုကိုလိုနီစံတဲ့ချင်းချောင်းမှုဆိုပြီးချက်ချင်းတုံ့ပြန်ရှုတ်ချခဲ့တယ်။ ။ဘာလို့လဲဆိုတော့ဥပဒေအရအမေရိကန်မှာတခြားနိုင်ငံရဲ့လေပိုင်နက်ကိုဒီလိုပိတ်ပိုင်ခွင့်မရှိလို့ပါပဲ။ဒုတိယချက်ကစည်ရေးပြင်ဆင်မှုတွေပါ။အမေရိကန်ကကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်းပေါ် USS Gerald Ford နဲ့စစ်သည်မတ်တပ်တော်9000ကိုဗင်နီဇွဲလားနားမှာနေရာချထားလိုက်တယ်။အမေရိကန်ဘက်ကတော့မွေးကွယ်ကိုတိုက်ဖျက်ဖို့လို့ဆိုပေမဲ့တမတော်မာဒူရိုကတော့ဒါဟာသူ့ကိုဖျောက်ချလင်ရဲ့ဂျန်စီမိုးလို့တုံ့ပြန်ထားပါပဲ။နောက်ဆုံးအချက်ကတော့အမေရိကန်ပြည်တွင်းကကန့်ကွက်တန်နေပါပဲ။ထူခြားတာကဒီမိုကရက်တစ်ခေါင်းဆောင်ချစ်ရှူမာနဲ့ ထရမ့်ရဲ့မဟာမင်းဟောင်းမာဂျူရီတီလာဂရင်းတို့လိုနိုင်ငံရေးပြိုင်ဘက်တွေကပါဒီလိုရုပ်ကိုဝေဖန်ခဲ့ကြတယ်။စစ်ကြေညာပိုင်ခွင့်ဟာကွန်ကရစ်မှာပဲရှိတယ်လို့သူတို့ကထောက်ပြခဲ့ကြတာပါ။ဆိုတော့ထရမ့်ရဲ့ဒီကြေညာချက်ဟာနိုင်ငံတကာစစ်ရေးတိမမှုကိုဖြစ်စေရောမက အမေရိကန်ပြည်ထဲမှာပါဖွေးစည်းပုံဆိုင်ရာအငြင်းပွားမှုကြီးတစ်ခုကိုမီးမွေးဖိလိုက်တာပါပဲ။